အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပညာဒါန lesson 5 part 2အနေနဲ့ two pipe perspective ကိုလက်တွေ့ရေးဆွဲမှာဖြစ်ပါတယ် perspective ရဲ့သဘောတရားကိုရှင်းပြထားပြီးအပွားလင်းလေးမှာကြည့်လိုက်ပါပြီးတော့ one pipe perspective ကိုလည်းလက်တွေ့ဆွဲပြပြီးပြီเนาะကြည့်ရတဲ့အပွားလင်းမှာဝင်ကြည့်လိုက်ပါ one pipe ဆွဲတမှာပဲ two pipe ကကျွမ်းမှာဖြစ်တယ် A4 ဆိုင်ရဲ့ရေပေတန်ရေခဲတန်ရေပဲလိုပါမယ်1.0ကလိုပဲဆိုင်ရဲ့အလယ်မှာ horizon line တနည်းအား phía ai lê phê của ta lại bác. တူပိုက်ပတ်စပတ်တဲ့ဖြစ်လို့အမှတ်နှမှတ်ကိုသုံးမယ်။မြင်းပေါ်မှာပဲအမှတ်ကိုထားပါ။ဟိုဘက်မှာတမတ်ဒီဘက်မှာတမတ်စီထားလိုက်ပါ။ပြီးရင်ဒီလိုမြင်းမတ်ကိုအလယ်မှာပဲတခြားခြားရဲ့နေရာမှာထားပါ။မြင်းမတ်ရဲ့အရှိကဆက်ကြိုက်ဆွေးလို့ရရနော်။တူပိုက်ကိုလိုခွဲရမယ်ဆိုပြီးရောစိတ်တင်ငါစာမှာပြောခဲ့ပါရနော်။1 point နဲ့မတူပါဘူး။အစွန်တစ်ဖက်ခြုံနေတယ်။အဲ့ဒါကို2 point ဆိုပြီးရောခွဲကြတယ်။ပြီးရင်မြင်းရဲ့ထိပ်ဘက်တစ်ခုစီကိုအမှတ်တစ်ခုစီနဲ့ဆက်လိုက်ပါ။ကိုဆွဲမဲ့ပုံ ွယ်အကွာဝေးအရွယ်စားတိုင်းမြင်းမတ်နှစ်ခုကိုတားလိုက်ပါကတ်တဲ့ချက်မရှိဘူးစိတ်ကြိုက်တာပါမြင်းမတ်ဖြစ်နေရပြီဖြောင်းနေရပါပြီပြီးရင်စန့်ကျင်ဘက်မြင်းပစ်မယ်ခဏကတားလိုက်တယ်မြင်းမတ်နှစ်ခုရဲ့ထိတ်တွေကိုဒီလိုလေးပွိုင်းနဲ့ဆက်လိုက်ပါထိတ်လေးခုလုံးကိုစန့်ကျင်ဘက်အတိုင်းဆက်နော် ဆိုရေးမဲ့ပုံရဲ့ area လေးရပြီ နောက်အနေထားအတိုင်းတပုံရေးကြည့်ကြမယ်အပေါ်ဘက်မှာရေးပြမယ်နော်မြင်းမတ်တစ်ချောင်းသားမယ်ထိတ်တွေကို point တစ်ခုစီနဲ့ဆက်မယ်ပြီးရင်မြင်းမတ်နှစ်ချောင်းကိုလိုချင်တဲ့ရွယ်စားအတိုင်းရေးမယ် စံစီပန်းမြင်းပြစ်မယ်ထိုက်တွေကိုပိုက်တစ်ခုစီနဲ့ဆက်မယ်ဒါဆိုရင်လိုချင်တဲ့ပုံလေးရပြီဒီမှာမြင်းပုံးရှာကြမယ်လွတ်နေတဲ့ဓာတ်ကနေအဆက်လေးနဲ့မြင်းမတ်တစ်ချောင်းတားပါပြီးရင်ဒီမှာခနာပေါင်းအကားပိုက်နဲ့ဆက်ထားတဲ့မြင်းက အောက်ခြေမြင်းပဲနော်မြင်းပုံးပါပဲဒီမှာအဆက်လေးနဲ့ပြန်ဆွဲလိုက်ပါဒါဆိုရပါပြီနော်ဒီလိုပဲတမင်းလာလုံးကိုလေ့ကျင့်ကြည့်ပါဒီလို 2 point နဲ့ရေးထားတဲ့ပုံတွေလေးလေ့ကျင်ပါနောက်ဗီဒီယိုမှာ3 point perspective ကိုဆွဲပြပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်เนาะအားလုံးပဲ bye bye